တို့မင်္ဂလာပါခင်ဗျာကျွန်တော် channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာကျွန်တော်ရဲ့ညီကိုမောင်နှမများကိုဖတ်ပြပေးခြင်းနဲ့ဝတ္ထုလေးကတော့စာရေးဆရာကြီးဟန်တာဝရီဦးဝင်းတင်ရေးသားထားတဲ့ဘာလဲဟဲ့လူငရဲလို့အမည်ရတဲ့ဝတ္ထု ဖြစ်ပါတယ်ခင်ဗျာ အပိုင်းတစ်ကိုနားတော်တာဆင်ပေးကြအောင်ခင်ဗျာ1989ခုနှစ်ဇူလိုင်လရက်မှာကျွန်တော်အင်းစိန်ထောင်းနဲ့ရောက်သွားတယ်ညနေပိုင်း၄နာရီခွဲလောက်ပေါ့ တင်းစိန်ထောင်မှုဘဝမလွယ်တဲ့ကပောက်ကခေါင်းငုံဝင်လိုက်တာနဲ့တပြိုင်နက်ဘူးတကချိုင်းကနေပိတ်သွားတယ်။တကားပိတန်နဲ့အတူကျွန်တော်ရဲ့အဲ့ဒီအချိန်ကအတူရောင်လွတ်လပ်မှုလေးတွေရှေးစုမဲစုလူအခင်ရေးလေးတွေဖြူကပြားကကြားနေတဲ့တူကုံတိတ်ခါဆိုတာလေးတွေလည်းဖြုတ်ကနေကြွေကြမြေခကုံကြရတော့တယ်။ကျွန်တော်ဝင်ရရောက်ရတဲ့အခန်းကပေ20ပတ်လည်လောက်ရှိတဲ့အခန်းလေးပါပဲ။အခန်းရဲ့အခြေဘက်ဘူးတကားနဲ့မြင်းနဲ့ချင်းဆိုင်မှာ ထောင်မကြီးကိုဝင်တဲ့တကပေါက်ရှိတယ်။ဝဲဘက်မှာထောင်ပိုင်ရုံးကန်းရှင်းနေတွေ့ကန်းနဲ့ထောင်ဝင်စားတွေ့ကန်းတွေရှိတယ်။ရာဘက်မှာညှို့မှုရုံးကန်းဧကန်းနဲ့တီးလုံတီးစားလုံးကြုံရေးထောင်ဝင်စားအဲ့တွေကန်းတွေရှိတယ်။အကန်းထဲမှာထောင်မှုတယောက်နဲ့အောင်နဲ့ထောင်ဝါဒဝန်ထမ်း၄၅၆ယောက်ကိုတွေ့ရတယ်။ကျွန်တော်အိတ်ထဲမှာပါလာတဲ့ငွေတို့အမျိုးသားမှတ်ပုံတွေကပြားတို့ပေါ်ပင်နဲ့စာရွက်တို့ဆိုတာတွေကိုတိတ်နေ ကျွန်တော်ကိုကြီးအချင်းချို့ကိုမေးတယ်လူကိုလည်းတကိုယ်လုံးပုတ်ဆန်းရှာပွေသေးတယ်ပြီးတာနဲ့ကျွန်တော်ကိုထားဝါလာတချို့လက်ထဲအပ်လိုက်တယ်ဘိုးကခံလေးတွေကနေထားမကြီးတကပွင့်ပြီးသူတို့နဲ့အတူလိုက်သွားရတာပေါ့အချို့ရုံကိုသွားကြမယ်တဲ့ထောင်ဘိုးကအခန်းချင်းထဲမှာထောင်ကိစ္စဝေစာတွေကိုပြောနေလုပ်နေရတော့ကျွန်တော်ကောင်းထဲမှာထွေရလေးပါအတွေ့တွေဝဲလဲနေတယ်အရင်ချဘူးနာဝါတွေရှိတယ်ထောင်ဘိုးကဝင်လာရတဲ့ဆဲတာဆိုတာချင်းနာ၆တာ ထိုးရချိတ်တာကန်နာကြောက်တာရှိတယ်တဲ့အခုကျွန်တော်ကိုဆက်ဆံရမှာချမ်းချမ်းရှာရှာရရင်ပြပြကြီးမဟုတ်ပေမဲ့လူကိုလူလူလူမန်းသည့်သူမန်းသည့်ဆက်ဆံတာတော့မဟုတ်ပါဘူးကျွန်တော်အသက်60ရောက်နေပါပြီနားပြက်မျက်မှုန်အာယုန်တွေယာရင်နေပါပြီဒါပေမဲ့ကျွန်တော်ထောင်ထဲရောက်လာတာနိုင်ငံရေးသမားအဖြစ်နဲ့ရောက်လာတာပါတိုင်းဒီပီဒီကြီးတယောက်မဟုတ်ပေမဲ့လူသိများတဲ့သူတယောက်တော့ဖြစ်တယ်လို့ဆိုနိုင်သူတယောက်ပါ ကုနာဝတီဝရဝတီဆိုတဲ့မြမရိုရချင်းခြေမှုရထောက်ထားခြင်းကိုခံယူနိုင်ပွဲရှိသူလူတစ်ယောက်ဖြစ်ပါတယ်။သူ့ဟာရဲ့ကျွန်တော်ကိုငှုတ်တုတ်ထားပြီးဆဲချဆိုကြတိုင်းကြထွားကြရိုင်းညပြကြညဉ့်ဉန်းစကားတွေအယုဒ္ဓနဲ့တဲ့အပြုတ်မှုတွေပြောချဆိုကြလှုပ်ချခိုင်းကြတာကတော့မယုံနိုင်စရာတရားလွန်တရားမင်းပါပဲ။ကျွန်တော်မိတ်ဆွေခြေမှုအေဒီတာဟောင်းကိုစိုးသိန်းတုံးခဲ့ဘူးတဲ့ဟောဟာရာတရိယာမိတယ်။သူ့စကားလုံးက အရင်ဘုံနဲ့ထောင်ဆိုတော့အရင်ဘုံကြီးပါကလားအချုပ်ရုံးမှာ စင်းတင်တာတွေရေးရမှတ်တာတွေလည်းပြီးရောကျွန်တော်ကိုတိုက်နှစ်ကိုပို့လိုက်တယ်တိုက်နှစ်ဆိုတာက တိုက်ဝင်းလို့ခေါ်တဲ့တက်ရက်ွက်တဲကတိုက်မှန်နှစ်ကိုပြောတာပါတိုင်းနေကအခန်း54ကိုကျိုင်းကနေတကားဖွင့်တယ်။ကျွန်တော်အထက်ရောက်တာနဲ့ကျိုင်းကနေတကားပိတ်လိုက်တယ်။အိယာကင်းအရွယ်ပိတ်ဖြူပိတ်ချမ်းအဖြူစားတစားပြစ်ပေးခဲ့တယ်။ အခန်းထဲမှာနှီးကြောဖျားခြင်းတစ်ချက်တော့ရှိလေရဲ့။မိန်းလေးအတွေ့သုံးဖို့စိတ်အိမ်တော့တလုံးမဲရှိတဲ့ပေါ်လေ။ဒါပဲ။အခန်းတကားကဝဲဘက်မှာဖောက်ထားတယ်။ယာဘက်မှာပုံနေခွေရှိတယ်။အဲ့ဒီပုံနေခွေနေရာမှာဖျားခင်းထားတာပါ။တနေ့လုံးပင်မလာလို့မမောနဲ့အိယာဘောလဲအိပ်ပြစ်လိုက်တယ်။မျက်လုံးစုံမေးလိုက်တယ်။စိတ်ထဲပေါ်ရာကိုခုနှစ်ဆင်းအမြင်တန်းစဉ်းစားတယ်အတွေးနဲ့ချိန်နေမိတယ်။ငါရိုင်းပုံကြီးတွေရောက်နေပါပေါ့လား။ ထောင်ဆိုတာဒုက္ခပေါင်းစုံကြုံရဆုံးရတဲ့ဆင်းရဲပုံကြီးတဲ့ထောင်ဆိုတာဉာဏ်မှန်းလေးစက်မှုမျိုးစုံ ခံရတွေ့ရမယ်အကျဉ်ဖက်ပုံကြီးတဲ့ထောင်ဆိုတာတွေးတွေချွေးတွေငဲ့ရီတွေနဲ့နေမောရမယ်အာရမဘုံကြီးတဲ့ထောင်ဆိုတာပူဆွေးတော့ကတွေနဲ့ခြေခွေးရင်နာရမယ်ပရိဒေဝဘုံကြီးတဲ့ထောင်ဆိုတာမဝရေစာချွေးတာစားရပြီးအပြင်ကပြီးသည်မြကန်းသည်မြမရရတာနဲ့အသက်ဆက်ရတဲ့အငတ်ဘုံကြီးတဲ့ထောင်ဆိုတာစကားလေးမှမပြောရဘူး တချင်းလေးမှမဆိုရစားလေးမှမဖတ်ရအသိဉာဏ်ပညာနဲ့ပတ်သက်လို့ဘာဆိုဘာမှလုပ်ခွင့်မရတဲ့နယ်ဘိန်းတို့ပုံကြီးတယ်ထောင်ဆိုတာအချင်းသားကအာနာပိုင်တွေကိုမုံအာနာပိုင်တွေကအချင်းသားတွေကိုမုံအဲ့ဒီလိုနဲ့အမုံတန်တရာလည်နေတဲ့အာခါတပုံကြီးတယ်ထောင်ဆိုတာအာနာပိုင်ကအချင်းသားချင်းမတင့်မတင့်ဖြစ်အောင်တွေးခွဲပြီးအချင်းသားချင်းတယောက်အကြောင်းတယောက်မကောင်းပြောအခွင့်သာရင်အချင်းချင်းအကြောင်းမကောင်းမှန်သမျှအာနာပိုင်တွေစီတင်းမမှန်ဘူး မကောင်းတဲ့ရင်တိုင်းမဟုတ်တန်တရားစကားတွေနဲ့ကြောက်ချအပြစ်ဖို့ဒုက္ခပေးတာတွေနေ့စဉ်နဲ့များအခံနေရတဲ့ထောင်လန်းကောင်ငန်းတောက်ရမ်းပုံကြီးတွေထောင်ဆိုတာတက်တာအစညွန့်ချုပ်ဆုံးထောင်အနာပိုင်းအားလုံးကသူတို့ကိုယ်သူတို့နေစားပယ်စားအပိုင်စားအဆိုင်စားတွေလိုရှင်သုံးပြုမှုပြောဆိုဆက်ဆံပြီးအကျဉ်းသားတိုင်းကို လူလိုမမြင်ကျွလို့ထင်းနဲ့ဘယင်ယူပုံကြီးတဲ့ ထောင်ဆိုတဲ့အာဏာပိုင်တွေကဒုစရိုက်သားတွေရဲ့လို့ထင်မြင်သတ်မှတ်ထားသူတွေကိုဒုစရိုက်မှုတွေတင်ပြီးဒုစရိုက်ဓလေ့တွေကိုအားပေးပြီးဒုစရိုက်ဘဝတက်တွေကိုတကြောပြန်မွေးထုတ်ပေးနေတဲ့ဒုစရိုက်ခြားရဟဘုံကြီးတဲ့အာရမပြေလို့နားညောင်းဤလို့ယောဂဗျာပြည်စည်းလို့ဆိုတဲ့ဤမျိုးစုံနဲ့နာမကျန်းဖြစ်ကိုရောက်မယ်မကျန်တဲ့တလားခောက်တန်တတောက်တောက်ကြားရမယ်တင်မင်းတမန်ဘုံကြီးရဲ့ထောင်ဆိုတာ တန်လောင်ချိုင်တွေကလူတိုင်းကိုစီဒေါသပူစိတ်တွေဖြစ်စည်းခံစားနေကြရပြီးတိကနေဆိုရန်ထောင်ရန်ဆောင်မလို့တမအမောင်တက်ကြီးဖုံးလွှဲနေတဲ့ရန်ငါပုံကြီးတွေအဲ့ဒီလိုအနေထားယုံပြီးဒေတာတွေနဲ့ထုံမုန်းတဲ့လူတွေဖန်ပြီးတဲ့ငရေလူငရေပုံပိုက်ပုံစိုးကြီးတွေကိုငါရောက်နေရပါဘကောအဲ့ဒီလိုတစေစေတွေးပြီးတမြင့်မြင့်ဆွေးရင်လူငရေဆိုတဲ့စကားလုံးကိုကျွန်တော်အထက်ထက်ခါခါနှုတ်မှယွနေမိတယ် လူငရေလူငရေဒီနေ့မနေ့ကျွန်တော်စောက်တို့ ရေးဘူးတယ်ပထမဆုံးအမှုမျိုးပုံကျဲခံခဲ့ရပြီးလူပေါင်းတန်းချီအသက်ဆုံးရှုံးခဲ့ရတဲ့ဂျပန်ပြည်ကဟီရိုရှိမားမျိုးရဲ့အဖြစ်ဆိုအကြောင်းသတင်းမှတ်တမ်းစာအုပ်ပါအမေရိကန်ပြည်ကကမ္ဘာကျော်သတင်းစာစရာဂျိုဟာဆေးဆိုတဲ့သူရေးတဲ့ဟီရိုရှိမားဆိုတဲ့စာအုပ်ပါ ကျွန်တော်ဘာသာပြန်စာအုပ်ကိုလူငရေလို့အမည်ပေးခဲ့ပါတယ်လူငရေဆိုတဲ့တွေးပြစရာစကားလုံးကိုတွေးရင်း ဒုက္ခဒုက္ခပေါင်းစုံကြုံတွေ့နေရတဲ့ဒီနေ့ကိုတိုင်းကိုပြည့်အကြောင်းကိုလူမျိုးတွေအကြောင်းတမီတဲ့နေဒီရဲတောင်းနေကြတဲ့ကိုတိုင်းရင်သားလူမျိုးတွေအကြောင်းကိုနေဘွားလူနိုင်ငံရေးလှုပ်ဖို့ဂိုင်ပဲ့လူငယ်ဒုက္ခတွေဒီအကြောင်းကိုအတွေးနဲ့ချိန်နေမိတယ်။အင်းလီတို့တပြည်လုံးလည်းလူငယ်ဖြစ်နေပါဘောလား။တပြည်လုံးထောင်ချနေတာပါပဲကလား။တမျိုးလုံးအကျဉ်းသားဖြစ်နေပါပဲကလား။ထောင်ထဲမှာဆိုပုံစံဝတ်စုံအပြာရောင်မဝတ်မနေရမဝတ်ရတာက မဝေးရတာကလွယ်လို့ဘယ်မှာပဲအနေစားချောင်တာဘယ်မှာလဲအနေစားချောင်နေနေရဘယ်မှာလဲအသွားလာလွတ်လက်တာဘယ်မှာလဲအလှူရှာပေါင်းဖွင့်ချုံမောတာဘယ်မှာလဲအရေးအပြောလွတ်လက်တာကုံကုံပြောရရင်လွတ်လက်စွာပညာသင်ကြားခွင့်ရရလို့ရှိရလားလွတ်လက်စွာအတမွေးကျန်းဝန်းချောင်းခွင့်ရလို့ရှိခဲ့ရလားလွတ်လက်စွာကိုယ်ခွေဝင်ရလူတော်ရှိရလားเจ้าနေတက်ကတူကြီးဆိုတာတကြောတ တကြောပြန်ကုန်ပစ္စည်းထုတ်လုပ်ဖို့လူငယ်တွေကိုစုပစ်ထားတဲ့အမိုက်ပုံတွေလိုဖြစ်နေတယ်မဟုတ်လားအလုတ်ကင်တွေဆိုတာကုန်တယ်လေလို့ဆက်ယုံလို့သားစီးစချီတွေကိုခြေကျုံလက်ပါးစီတွေလိုနှစ်ဖားချိုးတက်ထားတဲ့ဝန်ကြီးတရိစံတွေလိုဖြစ်နေတယ်မဟုတ်လားစာနယ်ဇင်းတွေမီဒီယာတွေရုပ်ရှင်သဘင်တေးတန်လွင်တွေဆိုတာကလည်းတိုင်းသူပြည်သားတွေကိုအမှန်တရားအရှိတရားအကြောင်းတရားအကျိုးတရားတွေကိုအမှန်တမ်းအဟုတ်အတိုင်းတကယ့်အတိုင်းမသိရမမြင်ရ မကြရလောက်အောင်ချိုးလိမ်ဖက်ဖက်ပုံပြပန်ပြအတုံးတို့ခံနေရတဲ့စစ်အာဏာရန်နေရရဲ့တံမိုဘွဲဦးခလုံမောင်းတံတွေလိုဖြစ်နေတယ်မဟုတ်လားကုံကုံပြောရရင်ဘာသာရေးတာသနာရေးဆိုတာတောင်လွတ်လပ်စွာ ပို့ချတင်ကြခြင်းတင်ယူခြင်းဟောပြောကြားနာခြင်းဝီနည်းနဲ့အညီကျင့်သုံးခြင်းတရားဝါဒနဲ့ညီချင်းညံချင်းစတဲ့ဆရာတကာတို့ရဲ့သာသနာပြုလုပ်ငန်းတွေအားလုံးပြည်သုံးပြုခွဲစားပြုနေပြီ။သွေးစွန်းနေတဲ့စေအစိုးရရဲ့လက်ချမ်းကြီးနဲ့ ဆွဲဆုံမှုကြောင့်တန်ခါအဖွဲ့စည်းရဲ့တင်ကန်းတွေသွေးဆုံးကုန်ပြီတန်ခါဦးဆောင်မဟာတီအစင်စင်ရဲ့အဖွဲ့စည်းတွေဆိုတာလေသုံးနှုတ်တိစစ်အစိုးရကဆန္ဒစင်မင်းတီဟူသောပြည်သူဒေါသပြည်သူစန့်ကျင်မှု ပြည်သူမုန်းတီးမှုတို့ကိုအကာအကွယ်အတားအဆီးအန်အန္တပြည်ုံတက်တက်လောက်သာအသုံးချခံနေရတဲ့ရွှေဝါရောင်တင်ငန်းအဖွဲ့အစည်းတဘောလောက်ဖြစ်နေပြီမြမလူအဖွဲ့အစည်းကိုငေဆောင်ကြည့်လိုက်ပြန်ရင်လေထောင်တတိုင်းတွေအုပ်ရိုးတွေ တန်ဆူချိုးတွေကိုဟိုပဲစိတ်အာရုံထဲမှာမြင်လာနေကြရပြီလူလူချင်းအကြာရကြေးမျိုးနဲ့တိုင်းနဲ့ပြည်နယ်ချင်းအကြာလူအဖွဲ့စည်းလူအတန်းစားအဆင့်တော်အသီးသီးအကြာအင်းစိန်တွေချားနေပြီဥတ္တရိုင်းတွေကန့်နေပြီတပြည်လုံးကိုကိုကျွန်းဖြစ်လာနေပြီတနိုင်ငံလုံးအင်းစိန်ဖြစ်လာနေပြီတမျိုးသားလုံးအကျဉ်းသားဖြစ်လာနေပြီဒီတိုင်းသာဖြင့်စစ်ကြုံဘဝရောက်ကြရတော့မယ် ကိုလိုနီဂျုံဘဝဖက်စစ်ဘဝချက်ရောက်ခဲ့ရဘူးတဲ့ဒူတိုင်းတို့ပြည်တော်ဒူလူပေါင်းကြီးအတွက်အနာဂတ်ဆိုတာအိမ်မက်ဆိုးကြီးဖြစ်နေပြီထောင်ပြည်တော်ကြီးဖြစ်နေပြီပြည်တော်သူမြန်မာနိုင်ငံတော်ဆိုတာနဲ့အင်းစိန်ထောင်ဆိုတာအ내အတိတ်ပဲထက်တူထက်မြဖြစ်နေတဲ့ဝဟရာတွေဖြစ်နေပြီဗုဒ္ဓဒေသနာတွေထဲမှာဆက်ကြောလာနဲ့မုံညင်းကြီးကိုခိုင်းနိုင်ဟောကြားခဲ့တဲ့ဇာတ်ရည်ရှိတယ်တိပ္ပံပညာမှာလည်းဆက်ကြောလာနဲ့အတန်အမှုမျိုးကိုထပ်တူပြုရှင်းပြတာတွေရှိတယ် ။မနေ့ကငါတို့မိရင်းနေထိုင်ကြတဲ့ပြည်ထောင်စုကြီးနဲ့ဒီနေ့ငါကြာရောက်နေရတဲ့အင်းစိန်ထောင်ကြီးဆိုတာစက်ကြောလာနဲ့မုံညင်းစိတ်လိုပါပဲကလား။ငါဟာစက်ကြောလာထဲမှာဝေးနေနေခဲ့ပူပြီ။မုံညင်းစိတ်ရဲ့ဝတ်ဆန်းလို့ဆိုရမယ်။ထောင်ဘူဝလေးကိုလည်းရောက်ခဲ့ပူပြီ။ဟောအခုမုံညင်းတစိတ်ရဲ့တစိတ်တချမ်းလို့ဆိုရမယ်။ကျိုးတက်ကြီးတဲ့ငါရောက်နေပါပေါ့။ငါရောက်နေပါပေါ့ကလား။စက်ကြောလာကိုထားဝဲရထာဝရဘုရားသခင်ဖန်ဆင်းသလား။ အတိုင်းမသိအရာမှပောက်ခွဲမှုကြီးကပောက်ဖွားပြီလားဘယ်သူမှအေကံမသိသေးတွေးဆယုံမှန်နေကြစေရှိသေးဒါပေမဲ့မျက်မှောက်ခင်မှာမြန်မာတစ်မျိုးသားလုံးမျိုးဆက်ပေါင်းများစွာကြုံတွေ့ရင်ဆိုင်နေကြရတယ်ကိုကိုကျုံတွေအင်းစိန်တွေပူတာအိုတွေကျိုင်းတုံတွေမောင်တော်တွေခန်းကြီးတွေကော့တောင်းတွေကတော့ဆရာနာရှင်အစိုးရရဲ့အကြံစိုးညံစိုးလောက်ရဆိုးတွေကြောင့်ပေါ်ပေါက်နေရပြီ တိုင်းတည်ပြည်တည်ကဘာတည်ပါပဲလေအခုတော့ငါကိုယ်တိုင်ပူတီတူတွေတွေ့ရပြီ လက်ပုလက်ချက်တက်အကြီးတိလာရပါဘကောလားတိုင်းညတဲ့ကအခန်းအမှန်50လေးမှာဖြာချမ်းမလျောင်းရင်ကျွန်တော်အဲ့ဒီလိုပဲစဉ်းစားနေမိတယ်လူငယ်ရဲ့ကနေဦးအတွေ့အပူများလို့ပဲဆိုချင်ပါရဲ့ကျွန်တော်မှာပြန်မတွေ့ပဲအမြဲရေးပုံနေတဲ့စကလုံးတစ်လုံးရှိတယ်အရေးတော်ပုံတက်သားဆိုတဲ့စကလုံးပဲစာအုပ်တုပ်ရဲ့နာမည်ဖြစ်ပါတယ်ကျွန်တော်၁၇နှစ်သားလောက်မှာဝတ္ထုစာအုပ်တုပ်ဖတ်ရတယ်အရေးတော်ပုံတက်သားတဲ့ ရေးတဲ့လူကရဲထွန်းလင်းနဲ့နောက်မှသိရတာကစာကြီးဆရာဟာနဂါတော်ဦးရဲ့ခင်ပွန်းကာယဗလဦးနေဝင်းဆိုတဲ့ပုဂ္ဂိုလ်တဲ့လူထုတော်မှရဲ့ခဲဦးတော်တဲ့သူပေါ့အဲ့ဒီစာအုပ်နောက်ထပ်မဖတ်ရတော့ဘူးပြန်ရှာလို့လည်းမတွေ့တော့ဘူးဇလန်းဆက်ကွက်ဆက်ဆောင်ဇက်ပို့တွေရဲ့အမည်တွေလည်းမမှတ်မိတော့ဘူးစာအုပ်အမည်ကြီးပဲဆွဆွဲမြဲမြဲရင်ထဲမှာခေါင်းထဲမှာညှိတွေ့နေခဲ့တယ်ចောင်းသားငယ်ဘဝမှာလည်းမမေ့နိုင်ငံရေးသမားဘဝမှာလည်းမမေ့အခုအကျဉ်းသားဘဝရောက်တော့လည်းမမေ့ ဒီလိုနဲ့ကိုယ်တိုင်နဲ့အရေးတော်ပုံတက်သားဘဝကိုခုံမင်ဖက်တွယ်မိလာတယ်။ကြင်ညာခံယူမိလာတယ်။ကြွေးကြော်ကြုံဝါမိလာတယ်။အရေးတော်ပုံတက်သားစိတ်တမန်သွင်းပြီးဘဝကိုဖျက်ဆီးတယ်။ဖက်စစ်တော်လန်ရေးခေတ်မှာဆွေမျိုးသားချင်းတိုက်တိုက်လုံးဟာဂျပန်ဖက်စစ်တော်လန်ရေးအင်အားစုဝင်တွေဖြစ်ခဲ့တယ်။ကျွန်တော်လေးတရောင်းတနေရာကဖက်စစ်တော်လန်ရေးအရေးတော်ပုံတပ်သားဖြစ်ခဲ့ဘူးလေ။လက်ချက်ကိုလိုနီတိုက်ဖြစ်ရေးခေတ်မှာပြည်သူရေးပုံတပ်ဖွဲ့ဝင် ကျောင်းသားရဲကောင်တအိုးကောင်းဆောင်ကျောင်းသားတမကဥက္ကဋ္ဌဆိုတဲ့တာဝန်တွေကိုထမ်းရင်ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေးတော်ပုံတတ်တာဖြစ်ခဲ့ဘူးလေရှေးလေးလုံးဒီမိုကရေစီအရေးတော်ပုံမှာလဲစာနယ်ဇင်းတပိတ်တမတအူးအနေနဲ့ဒီမိုကရေစီအရေးတော်ပုံတတ်တာဖြစ်ခဲ့တယ်နေ့စဉ်ဘဝမှာလဲအရေးတော်ပုံတတ်တာဖြစ်နေပဲစဉ္ညာခံယူဖြတ်တန်းနေခဲ့တယ်လို့ပြောရင်အများကမဲ့เสียဖြစ်နိုင်ပါတယ်မဲ့ကမမဲ့ရောကျွန်တော်ကတော့ငါအရေးတော်ပုံတတ်တာกว่าဟေးလို့ပဲ ယိုကျိုးနေကြစွာလက်မထောင်နေပါလေ။တဏိတဘဝကိုဖြတ်တန်းအတိုင်းအထွေထွေသောအတ္တမစနစ်ဆိုးရဲ့အုပ်ယိုးကိုခေါင်းနဲ့တိုက်ဖြိုမယ်ဟိဆိုတဲ့စိတ်မွေးတယ်။အမျိုးမျိုးသော ဖြစ်စည်းနောင်ဖွဲ့မှုတွေရဲ့ထိတ်တုံးတွေကိုခြေနဲ့ဆောင်းကန်ဖြုတ်မယ်ဟိဆိုတဲ့စိတ်မွေးတယ်။အကြောင်းကြောင်းသောမညီမျှမှုတွေရဲ့လက်ပြန်ချိုးကိုသွားနဲ့ကိုက်ဖြတ်မယ်ဟိဆိုတဲ့စိတ်ကိုမွေးတယ်။ပရစဘာကင်းအတ္တကောက်တင်းစိတ်မွေးတယ်။အတောင်သားလေးရင်ဝင်ရှိသောငှက်ငယ်စိတ်မွေးတယ်။ အယောင်ဝါကင်းပအညာတော်စိတ်မွေးတယ်ဖြောင်ဖြောင်လိုက်လျှောက်နောင်နွားစိတ်မွေးတယ်ယုံကြည်ချက်နဲ့အသက်ရှင်မယ်ဆိုတဲ့စိတ်မွေးတယ်ဒီလိုစိတ်မျိုးတွေထားနိုင်မှသာအရေးတော်ပုံတက်တာအမိခံနိုင်မယ်လို့ယုံကြည်တယ်လေဒီလိုမျိုးယုံကြည်ရင်းနဲ့အသက်ရှိခဲ့တယ်ဒီလိုမျိုးယုံကြည်ချက်နဲ့အသက်60မှာထောင်ထဲရောက်ခဲ့တယ်တောင်နေ့20ကြာတော့ကျွန်တော်80အထိလဲဒီစိတ်မျိုးမွေးသွားနိုင်မယ်လို့ယုံကြည်တယ်။အဲ့ဒီယုံကြည်ချက်နဲ့ထောင်သက်ရှိပေအောင်တော့မေပေါ့လေ နေလာဟဲ့ငရေငါကွာဟဲ့အရေးတော်ပုံတတဒီလိုကျုံးသွားတဲ့နေ့ပဲထောင်သက်20ခရီးရှိကြီးဆက်ကြအောင်စိုးရဲ့ပေါ်ဆက်ကြလာထောင်မဲဖြစ်ဖြစ်ဘုံကြီးစင်ထောင်မဲဖြစ်ဖြစ်ထောင်ဟာထောင်မဲတတိုင်းဟာတတိုင်းမဲတန်တိုင်းဟာတန်တိုင်းမဲထိတ်တုံးဟာထိတ်တုံးမဲအကျဉ်းသားဟာအချုပ်သားပဲထောင်သားဟာထောင်သားပဲအချုပ်သားဟာလည်းအချုပ်သားပါပဲငါပါလေတွေ့ငေးဆွေးမေးနေစရာမလိုတော့ငါဘယ်လိုပြောမလဲ ငါဘယ်လိုမုန်းမလဲငါဘယ်လိုယုံမလဲငါဘယ်လိုဝုန်းမလဲငါဘယ်လိုဆုံးမလဲငါဘယ်လိုတုံးမလဲငါဘယ်လိုကြံမလဲငါဘယ်လိုဖမ်းမလဲငါဘယ်လိုခံမလဲငါဘယ်လိုလှမ်းမလဲငါဘယ်လိုညံမလဲငါဘယ်လိုထမ်းမလဲငါဘယ်လိုနှံမလဲငါဖို့ထောင်ပေါ်ဟာတူတူချာချာအေးထားလို့ဆရာမရှိပါဘူးမကောင်းမကြံနဲ့မမှန်မလုပ်နဲ့မဟုတ်မပြောနေဆိုတဲ့စကားမျိုးကိုဘိုးကြီးစီကလည်းကြားဘွားကြီးစီကလည်းကြား အဖေစီကလည်းကြားအမေစီကလည်းကြားဦးလေးသွေးရင်နေစီကလည်းကြားလာခဲ့သူပြီပြီဘဝတစ်လျှောက်လုံးမဟုတ်မခံစိမြင်းမြန်ခဲ့တယ်အာရမဖြစ်ရဲ့လုံရမှန်သမျှကိုတွန်းလှန်ခဲ့တယ်မတရားမှုမှန်သမျှကိုခံချခဲ့တယ်နေလူခံလူတွေဘက်ကစာနာရက်တည်ခဲ့တယ်အနေအဆအားလုံးမှာအများနဲ့ဝေမျှပြီးချုပ်တက်မှုကိုခံယူခဲ့တယ်လက်ဝါးကိုအမြဲဖြန့်ခဲ့တယ်လက်စုပ်ကိုအစဉ်ဖြည့်ခဲ့တယ်ကဘာဟာဘယ်တော့မှမပြေဆုံးဘူး ဘယ်တော့မှလည်းမခေါင်းပါဘူး။ဂုံတိန်ဩဇာမရှိဘူး။စီးစိန်ဩဇာမရှိဘူး။ဒါပေမဲ့ကမ္ဘာတဒနာကျမ်းတွေမှာလာတဲ့အတိုင်းစိတ်ဝတ်စံနှုန်းတွေကျင့်ဝတ်စံနှုန်းတွေရှိတယ်။ဗုဒ္ဓဒေသနာတွေမှာလာတဲ့ပြမစိုတရားတွေရှိတယ်။ခရိယံဩဝါဒစာတွေမှာလာတဲ့ဝမ်းမြောက်ခြင်းစိတ်ထားတွေရှိတယ်။အဲဒီလိုကိုကိုကိုဖို့မသူတော်တရားတွေကို တွေးဆနေမိပေမဲ့ကိုဝမ်းနာကိုသာတိတာတွေကလည်းတနှုတ်နှုတ်ပေါ်လာနေတာပါပဲ။ ကျွန်တော်ကတကယ်တော့အနာအဆာအပဲ့အခြေများတဲ့သူစစ်တက်ကြောက်တဲ့အာနာတဲ့ခေါင်းမခါတဲ့တဲ့သူအချောင်းကျုပ်မချိန်မချင်းတုံးတိုက်ကန်းတိုက်လုံမလုတ်တတ်သူမျက်လုံးစုံမဲ့ရံငါမပြတ်တတ်သူမန်တင်းမိမဲ့ညံကင်းစင်စိတ်မထားသူ ရေဘော်စိတ်ကိုယင်တဲ့အပြည့်ပိုက်ထွေးထားပေမဲ့အဖော်ကောင်းယုံနဲ့ငရေကောက်ကောက်မလိုက်သူသွေးစည်းညီညွတ်ရေးကိုထားပစင်အလေးထားပေမဲ့ကိုယုံကြည်ဟာ ကိုဥထိပ်ပန်ချင်ရာမူဝါဒသဘောတရားတွေကိုစွန့်ပစ်ပြီးလူတိုင်းနဲ့လက်ချင်းချိတ်ဖို့စိတ်မကူးသူဒီလိုစိတ်ခံတွေကြောင့်ဘဝအချိုးကွေးတွေမှာကျွန်တော်ဟာတင်းခွဲအုပ်ခွဲလိုဖြစ်ခဲ့ရတတ်တယ်။ဒါပေမဲ့ဘယ်တော့မှမတော့တကောင်ကျွတ်မဖြစ်ခဲ့ဘူး။ကို့ရဲဘော်စိတ်ကြောင့်ကို့ကို အမာခံဝန်းရံသူတွေအများကြီးအမြဲရှိခဲ့တယ်။မန်တင်းတယ်လို့ညံလင်းနိုင်ရမယ်။မဟင်းတယ်လို့ညံထိန်နိုင်ရမယ်။ မန်ဆက်နိုင်တယ်လို့ညံတတ်နိုင်ရမယ်ဆိုတဲ့အာဇိယဝါဒကိုထာဝစဉ်ကောင်းထဲမှာထည့်သွင်းရင်ထဲမှာပိုက်ထွေးသူဖြစ်တယ်။ကျွန်တော်ဘဝခီးမှာမကြာခဏလမ်းဘေးကန်ချတာခံခဲ့ရဘူးတဲ့။ဒါပေမဲ့ဘဝနော်မှာမနစ်ခဲ့ရဘူး။ယုံကြည်ချက်ပန်းနိုင်ကိုဥတီမဖြစ်ခရီးဆက်နိုင်ခဲ့တယ်။ပန်းနိုင်ရောက်မရောက်တန်တေကံမှမပြောနိုင်ပေမဲ့ပန်းနိုင်မပြောက်တာတော့အသေးချာတယ်။ကုလေထောင်ထဲရောက်လာရပြန်ပြီ။ကိုယုံကြည်ရာဒီမိုကရေစီနိုင်ငံရေးပန်းနိုင်အရေးတော်ပုံတက်သားဘဝ ရီမန်းချက်ပန်းနိုင်ကိုရောက်ရမည်မှာမလွဲပါလို့ပဲကြုံရနေမိတယ်။ခေဝံကိုထမ်းပြီးခလန်းကိုရှောက်တဲ့သူတိုင်းကျုံမြဲတမတာမဟုတ်လား။ဟိုတွေ့တီတွေ့လို့ရင်ခေါင်းထဲစဉ်းစားမိတာတွေရှင်နေခံစားရတာတွေအများကြီးပေါ်လာတယ်။တခါကမြမျိုးရိုးကျော်ကဘာမျိုးကြည့်တော့ဆိုတဲ့ဆောင်းမကောင်းတဲ့တခုကိုကျွန်တော်သုံးခဲ့ဦးတယ်။အခုလည်းထောင်တတိုင်းကျော်ကဘာမျိုးကြည့်မိတယ်။1990တဝိုင်းမှာကဘာအနှံ့အပြောင်းလဲကြီးတွေပေါ်လာနေတယ်။ အစီအချမလီပါလင်တတိုင်းလိုဖိနှိပ်ခွဲခြားစိုးမှုမှုအမဲ့အသားတွေပြိုလဲကုန်တယ်။တင်ရမင်းပြတ်တရုတ်ကျောင်းသားဆန္ဒပြဝေးလိုတပါတီအစိုးစိုးမှုမှုကိုအန်တုချင်းတွေပေါ်လာတယ်။တောင်အာဖရိကကောင်းဆောင်မင်တဲလာရှေ့ဆောင်နဲ့တောင်အာဖရိကအသားအရောင်ခွဲခြားမှုတိုက်ပွဲကြီးတွေအောင်ပွဲခံလာတယ်။နှစ်90ကျော်တပါတီကြီးစိုးခဲ့တဲ့ဆိုဘီယက်ဂျူနီယာကြီးပြိုကွဲသွားတယ်။အင်ဒိုနီးရှားအကျင့်ပြတပါတီအာနာချင်းဘိုချုပ်ကြီးဆူဟာတိုအစိုးရပြုတ်ကျသွားတယ်။ ချင်းနိုင်ငံမှာစစ်အာဏာရှင်စနစ်စိုးမိုးတုန်းပဲစစ်အာဏာရန်နေရာကြီးနင်းကျိတ်ဆဲပဲ1988ဒီမိုကရေစီအရေးတော်ပုံကြီးကမဆလာတပါတီအာဏာရှင်စနစ်ကိုရိုက်ချိုးချေမုန်းနိုင်ခဲ့တယ်1990ပြည်သူ့လွတ်တော်ရွေးကောက်ပွဲကြီးဟာစစ်အာဏာရှင်စနစ်စိုးမိုးမှုကိုတမိုင်းဝင်ညှင်းဆန်ပယ်ချနိုင်ခဲ့တယ်စစ်အာဏာရန်နေရာကြီးကတောင်းကင်းဖြစ်သွားတယ်ခြေတိုးနောက်ဆုတ်ဖြစ်သွားခဲ့တယ်အင်ဂျင်ကျုပ်ပြက်ဖုတ်ချက်ဖုတ်ချက်ဖြစ်သွားတယ် ရက်ဆိုင်သွားခြင်းတော့မရှိပါဘူး။ဂျာယီတရှင်တွေကလိုပဲပြည်သူတွေကတော့ငိုရဆဲပဲ။အမောင်နှင်းကကဲထုတ်ဖို့အရေးတော်ပုံနောက်ဆက်တွေလှုပ်ရှားမှုတွေကထင်ရန်ပေါက်ကခြေတော်ကိုဆွဲပေမဲ့တွဲလွဲပဲဖြစ်နေတယ်။ပလင်မော်ကမြောက်ကတော့ဆင့်တက်လို့ပြေးနေတော့မယ်။ပြည်သူဆန္ဒသဘောထားတွေပြည်သူအာဏာတွေပြည်သူတရားဥပဒေတွေပြည်သူလွတ်တော်တွေဆိုတာစစ်ဖက်ရဲ့နင်းချေခံရတော့မယ်။ဖះကအောက်မြောက်ကအထက်ဆိုတဲ့ ဒီနေ့ငါတို့ပြည်သူတွေရင်ဆိုင်ကြုံတွေ့ငုံကြီးခံစားနေကြရတဲ့ဘဝပါပဲကလားငါငါတို့အရေးတော်ပုံတွေမပြီးဆုံးသေးမပြီးတဲ့မပြတ်တမ်းတစ်ခုပြီးတစ်ခုဆက်လက်ဆင်နွှဲသွားကြရအောင်ပါပါတကားလူတွေတည်ရင်တည်မယ်အရေးတော်ပုံမတည်ဒီမိုကရေစီအရေးတော်ပုံကြီးအသက်ရာကျော်ရှိပါစေအရေးတော်ပုံတက်သားခံယူခြင်းနဲ့အရေးတော်ပုံစိတ်တက်ဟာကျွန်တော်ရဲ့စာပေသမားဘဝ နိုင်ငံရေးသမားဘဝတွေကိုတခဲနဲ့ကြီးကိုလွှမ်းမိုးခဲ့တယ်ကြီးစိုးခဲ့တယ်ဩစာညောင်းခဲ့တယ်ကျွန်တော်ရဲ့ဘဝအမြင်တွေ စားပင်အမြင်တွေ စားနယ်စင်းအမြင်တွေနိုင်ငံရေးအမြင်တွေကိုထိမ့်မှလမ်းချနေခဲ့တယ်ကျွန်တော်ဟာတဘဝအလုံးရေရပုံတက်တာလမ်းကြောင်းပေါ်မှာရှောင်းလန်းခဲ့တယ်ဒီနေ့ခေတ်ကြီးဟာရေရပုံခေတ်ကြီးပဲဒီနေ့ခေတ်ရဲ့တာဝန်ဟာရေရပုံ တာဝန်ပဲဒီနေ့ခေတ်ရဲ့လမ်းကြောင်းဟာရေရပုံလမ်းကြောင်းပဲလို့ကျွန်တော်ယုံမှတ်ဆွေးမြေ့ခဲ့တယ်ဘာလမ်းကြောင်းလဲ ဘာတာဝန်လဲလို့မေးရင်မတရားမှုတွေအဓမ္မမှုတွေချိုးနှင်ချုပ်ချယ်မှုတွေဖိနှိပ်နှင်းချေမှုတွေစုမိုးချယ်လေမှုတွေကိုဆန့်ကျင်တဲ့လမ်းကြောင်းပဲအဓမ္မဝါဒတွေအကျမ်းဖက်လုပ်ရက်တွေအရင်းပုံစိတ်ဓာတ်တွေကိုဆန့်ကျင်ဖို့အခန့်အန်တုဖို့တွန်းလှန်ချေမှုဖို့တာဝန်တွေပဲလို့အတော်ဆုံးအရှင်းဆုံးပြောချင်တယ်။ခေါင်းထဲကအတွေးပူတွေဟာကျွန်တော်ယင်းထဲကနှလုံးသားကိုလောင်မြိုက်နေတယ်။အာရမမှုတွေအရင်းပုံအကျင့်စိုးတွေကိုဆန့်ကျင်တာအခန့်အန်တုတာ တိုက်ဖြတ်တာဟာလက်စားချေနေတာလားလို့မေးရင်ဟုတ်တယ်လို့ပဲပြောင်ပြောင်ပြောရမှာပဲဟုတ်တယ်လေအာရမမှုတွေကိုငုံခံနေတယ်မြအာရမမှုတွေဟာအာရမစနစ်ကိုတောင်မွေးထုတ်ထူထောင်သွားမှအေးကံပဲအာရမစနစ်ကြီးထွားလာတာနဲ့အမျှအေးချမ်းသာရာတည်ငြိမ်မြတ်တာချစ်ချစ်ငြိမ်းချမ်းတဲ့လူပေါင်းလူလောကဆိုတာဘယ်တော့မှမရှိနိုင်ဘူးဒါကြောင့်လူသမိုင်းတစ်ချောက်လုံးဟာအာရမစရိတ်ဆိုးတွေအကျင့်ဆိုးတွေစိတ်နဲ့ဆိုးတွေကိုတွန်းလှန်အတုဖြိုဖျက်ချေမှုန်းခဲ့တဲ့သမိုင်းဖြစ်စဉ်တွေပဲ တဥ္စံမိုင်းစနစ်လိုပရိသတ်မင်းဆိုးရာစာစနစ်လိုအာရမစနစ်တွေကိုဒါမတွန်းလှန်မချေမုန်းနိုင်ခဲ့ရင်ကျွန်တော်တို့နေထိုင်နေကြတဲ့ဒီနေ့ခေတ်ဟာအရိုင်းဘုံကြီးအဖြစ်နဲ့ပဲအပူမီးတောက်လောင်နေမှာပဲလူဖန်ထိထားတဲ့လူငယ်ကြီးဖြစ်နေမှာပဲလူဖန်ထိထားတဲ့အဝီကြီးကြီးဖြစ်နေမှာပဲအမောင်ကြီးကြီးဖုံးလာပြီကျွန်တော်အတွေ့တွေလည်းမောင်မိုင်းတဲ့မောင်မိုင်းလာတယ်။မောင်လုံးမကမအောင်တော့ချစ်ပါဆက်တွေ့ရမယ်ဆိုတော့မသိတတ်အောင်ဖြစ်လာတယ်။ ကျွန်တော်တို့နိုင်ငံမှာဆေးအာဏာရှင်တွေဟာတောင်းညံတဲ့တောင်းညံလာတယ်။အတင့်ရဲတဲ့ရဲလာတယ်။ရန်ကားတဲ့ရန်ကားလာတယ်။ကျွန်တော်တို့ဘာလုပ်ကြမလဲ။ဒီတိုင်းကုန်းခံသွားကြရမှာတော့လား။စုံစေပြားနဲ့ပြည်ယာပြေကြောင်လုကြရတော့မှာလား။ဖြစ်တဲ့မြောင်ကြောင်အကောင်းကြီးဆိုပြီးမြေဖြောက်ပြစ်လိုက်ကြရတော့မှာလား။နေသေးတဲ့ပခြုံနေကဆိုပြီးလေးလေးချိုးသွေးနေကြရတော့မှာလား။ကဘာမကြည့်ဘူးစိတ်ထက်နဲ့ မကြေဘူးကွာမကြေဘူးဆိုပြီးအန်တချိတ်ချိတ်လုံနေကြရတော့မှလားရှင်လေးလုံးကာလာတို့ကရှင်လေးလုံးကာလာတို့ကចောင်းသားလူငယ်တွေဆိုခဲ့တဲ့ကဘာမကြေဘူးတချင်းကိုអော်နေုံနဲ့ပြီးရတော့မှလားကျွန်တော်တို့ကဘာမကြေပေမဲ့နိုင်ငံကြီးခေါင်းဆောင်ကြီးတွေပြည်သူကိုယ်စားလှယ်ကြီးတွေအစိုးရလူကြီးတွေကကဘာကြေတယ်ဟိငါကြေတယ်ဟိဆိုလို့လာကြရင်ကောရှင်လေးလုံးကာလာအတွင်းကဝင်းကြီးချုပ်ဟန်ဦးနဲ့ဦးနုကခြေနဲ့ခြေကိုပြောဖို့မိမဟုတ်လား လက်စားချီနဲ့တင်မုံချီမှာသူကတော့တင်မုံချီတာကိုပဲလက်ခံနေတယ်လေ။ကဲဘယ်နဲ့ရှိသား။ကောင်းတော့ကောင်းတာပေါ့။ဒါပေမဲ့ဘယ်လိုတင်မုံချီမှာလဲ။ဘယ်သူတွေကိုချီမှာလဲ။ဘယ်လောက်ချီမှာလဲ။ဘယ်လိုနည်းနဲ့ချီမှာလဲ။ခေါင်းဆောင်ဆိုသူ အနိုင်ရပါတီဆိုသူအာနာရအစိုးရဆိုသူတို့ကတင်မုံချီတယ်ဆိုရုံနဲ့ကိစ္စပြီးရောပြတ်ရောလို့ဆိုနိုင်မှမလား။ပြည်သူများခံစားကြရတဲ့အမြဆိုတာတွေပယ်သွားထားမလဲ။အဲ့ဒါတွေတင်မုံချီပါမလား။ မင်းမင်းပြောက်ပြောက်ပြီးပြီးပြက်ပြက်ဖြစ်ပါမလားဝေးသေးလို့ထင်မိပါရဲ့ဒီကိစ္စကခံယူချက်နဲ့လည်းဆိုင်တယ်ခံစားချက်နဲ့လည်းဆိုင်တယ်အမိန်ထုတ်ပြန်ကြေညာရုံနဲ့ကိစ္စပြီးပြက်နိုင်တာမျိုးမဟုတ်ဘူးလေဥပဒေပြဋ္ဌာန်းရုံနဲ့ပြီးစရန်မျိုးမဟုတ်ဘူးလေဒါတွေကိုပါငါတို့ကြိုတွေ့ထားရမယ်ထားပါလို့လေတကယ်လို့ဒီကိစ္စကပြီးခဲ့တာတွေကျုံခဲ့တာတွေဖျက်ဆီးခဲ့တာတွေအတွက်သာပြောနိုင်တာဆေးအနာရှင်တွေထင်တိုင်းကျဲနေဖို့မျိုးနေတော့ဖြင့်ငါတို့ရှေ့လျှောက်ခံကြရအောင်မယ် နားကြရအောင်မယ်သိကြရအောင်မယ်အဲ့ဒါတွေအတွက်ကရောတင်မုံချေမလားကဘာချေမလားဒီကိစ္စကိုစဉ်းစားတဲ့အခါတအူးချင်းရဲ့ပုဂ္ဂိုလ်ခံစားချက်အမြင်နဲ့ပါတီအဖွဲ့အစည်းပြည်သူ့ကိုစားပြုအဖွဲ့အစည်းပြည်သူအာဏာရအဖွဲ့အစည်းဆိုတာတွေရဲ့သဘောထားအမျိုးအမြင်တွေကိုဆက်လက်ညှိနှိုင်းမှုလို့မယ်။ဒါပြင်တောင်အာဖရိကနိုင်ငံမှာလုပ်တယ်လို့မျိုးအမှန်တရားရှာဖွေရေးကော်မရှင် ဆိုတာမျိုးနဲ့ပတ်ပေါင်းစုံအဖြေရှာဖို့ဖြည့်ရှင်းဖို့လို့မယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့တောင်းဆိုမှုတွေကိုညှိနှိုင်းဖို့လိုမယ်။အာဏာရှင်တွေကိုယ်တိုင်ကလည်းပြုပြင်ပြောင်းလဲဖို့လိုမယ်။နောင်တစကားတောင်းပန်စကားဝန်ချစကားတွေထုတ်ဖော်ဖို့လိုမယ်။တိုင်းပြည်နဲ့ချီပြီးကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုကြီးတွေကငပြောခွေအုံမွေထိုးပြီးစုံစဲပြလက်အုံမိုးယုံနဲ့ပြည်စရာမျိုးမဟုတ်ဘူးလေ။တကယ်တော့ရှင်းလေးလုံးအရေးတော်ပုံလို့ဖြစ်ရကြီးဟာတမျိုးသားလုံးခံခဲ့ရတဲ့ရှင်ခွေအသေးနာကိစ္စကြီးမဟုတ်လား။ဒါကိုနောင်တမိုင်းတစ်ခေတ်မှာကြေတနာစစ်ပိုင်းဖြည့်ရှင်းကြတဲ့အခါ တစ်မျိုးသားလုံးပါဝင်ညှိနှိုင်းဖြည့်ရှင်းကြရပေအောင်ဖြည့်ရှင်းကြရပေအောင်မှာပေါ့လောလောဆယ်မှာငါတို့ထောင်သွင်းအချင်းခံနေရပြီညီမနှိမ့်ဆက်စစ်ကြောမှုတွေတလေကြီးခံကြရပေအောင်တော့မယ်လူငယ်ပုံကြီးတွေမှာမရေမတွက်နိုင်တော့ပဲနေ့တွေလတွေနှစ်တွေကာလတာချေသွားခံစားကြရအောင်တော့မယ်တေသူတေမယ်ရှင်သူရှင်မယ်မတေချံရစ်လောကငရေဝွတ်ကျွတ်သူတို့လည်းရုပ်ပိုင်းစိတ်ပိုင်းမိမွေးတိုင်းဖောက်မွေးတိုင်းရှိကောင်းမှရှိပေလိမ့်မယ် ်ဥတတိုင်းပြင်ပဘဝတစ်ကိုလူပီတစွာရင်ဆိုင်တိဆောက်ထူထောင်ဖြတ်သန်းနိုင်ကြပါမလားစိတ်တက်တွေပြည့်ခံယူချက်တွေပြည့်ဘဝတွေပြည့်နဲ့လောကငရေတွေကိုကြော်လွှားကြရအောင်မလားမတွေးဝန်ကြပါပဲမတွေးဝန်ကြကိုဘာဖြစ်လို့စိတ်ပိန်အချိန်ပြုံးနှလုံးသွေးပြက်ခံပြီးတွေးနေတော့မှလဲငါတို့ရှိမှအမောင်တို့အမောင်တိုက်မှတပါအရှားမရှိဆိုရင်တော့ငါတို့ရဲ့စွန့်လွတ်မှုတွေခါးစီခံမှုတွေဟာတမိုင်းမှာအဟောတိကံဖြစ်မှာမဟုတ်ဘူး အာဇာနီမျိုးတည်ယူမရှိတဲ့အတိုင်းငါတို့ဘဝတွေဘယ်တော့မှမတည်ဘူးငါတို့ဘယ်တော့မှခေါင်းငုတ်မခံဘူးငါတို့ဘယ်တော့မှနှုတ်မစိတ်ဘူးပိုချုပ်အောင်ဆိုင်ရဲ့အနိုင်မခံကြပြားလေးကလို့ဒူးမထောက်လက်မမြောက်စတဲ့မှာပဲငါတို့တတိတည်သွားခဲ့ရင်တောင်မှတပိုင်းတက်တည်တပိုင်းတက်တည်ခံအတန်တွေကတော့ဟုံဟုံတောက်မြည်ဟိမ့်နေအောင်မှာပါရုပ်ဆွအဆုံးမြမဆူရူးစကားရှိတဲ့အတိုင်းအယိုးတွန်လေးအောင်မပေါ်တော့ကြွေခါကျူး တီတော့တို့လေအယိုးတွေတော့တွန်လိုက်မယ်ကျိုးတိုက်ထဲကအခန်း60လေးမှာကျွန်တော်တရားဟုတ်တယ်စိတ်ကျင်ကျင်ရင်နာနာနဲ့အတွေးလုံနေတော့ဂျိန်းငနဲ့တန်တကားဖွင့်တယ်ကြီးကြားလိုက်ရတယ်လိုက်ခဲတဲ့ထောင်ဝါတာနှစ်ယောက်လာခေါ်တယ်သူတို့လူပုံကလုံရုပ်လုံစင်လို့အီတီအေးဆက်ပိုင်စိုးပိုင်နေမထေမြင့်မြင့်လုံနေတယ်လို့ထင်ရတယ်ကျွန်တော်စိတ်ထဲထောင်နဲ့မိပွင့်သွားတယ်မင်းတို့ခေါ်ရင်လိုက်ရမှာလားကွဘယ်သူကခေါ်ခိုင်းတာလဲဘယ်ကိုလိုက်ရမှာလဲဘာကိစ္စလဲဘယ်မှာလဲစင်ခေါ်တာ ကျွန်တော်အတန်ကြီးကျက်တဲ့ကျဲလာတယ်။အော်တန်ဟစ်တန်ကြီးဖြစ်လာတယ်။မလိုက်ဘူးကမလိုက်ဘူး။ကျွန်တော်အားပြဲအော်တယ်။ငါအကျဉ်းသားကငါထောင်ခန်းနဲ့ရောက်နေပြီ။ဘယ်သူခေါ်ခေါ်လိုက်ဆရာမလို့ဘူး။ဘယ်သူမှလည်းခေါ်ခွင့်မရှိဘူး။ဘေးအခန်းတွေရှေ့ကအခန်းတွေမှာနိုင်ငံရေးအကျဉ်းသားတွေရှိတယ်။ကရင်တော်လိုင်းအကျဉ်းသားတွေရှိတယ်။ကျိုးတဲ့အကျဉ်းသားတွေရှိတယ်။အားလုံးကျွန်တော်ကိုပြုတ်ထကြောင်တော့ကြည့်နေကြတယ်။ဘယ်သူမှဘာစကားမှမပြောကြဘူး။ထောင်ဝါးတာတွေတန့်သွားတယ်။ကြောင်သွားတယ်။ပြီးမှ ဓာထုံးစံပဲအပလိုက်ခဲ့ပါတဲ့ကျွန်တော်ကိုဝိုင်းကြည့်နေကြတဲ့အခြားအကျဉ်းသားတွေကိုကျွန်တော်ပတ်ပတ်လေးလှည့်ကြည့်လိုက်တယ်သူတို့မျက်နှာတွေကစကားတွေအများကြီးပြောနေကြတယ်ဟုတ်တယ်ပါထုံးစံပဲကျွန်တော်တို့လည်းမတတ်နိုင်ဘူးဘယ်ကိုလိုက်ရမှာလဲထောင်ဝါရတယောက်ကိုမေးလိုက်တယ်လေစစ်ကြောရေးကိုတဲ့စစ်ကြောရေးဆိုတာထောင်လောကမှာငရေခမ်းရလို့အတိတ်ပဲပေါက်တဲ့ဟောဟာရတလုံးဖြစ်ပါတယ်အမှန်တမ်းပြောရရင်ကျွန်တော်နည်းနည်းဖြုံသွားတယ်ဒေါ်စုပြောဦးတဲ့စကားကိုလည်း ဖြက်ကနဲ့ကျွန်တော်အမတ်ရမိလိုက်တယ်။ဒေါ်စုတခါကပြောခဲ့ဘူးတယ်။ကျမစစ်ကြောရေးမှာလက်သေးကွန်ခွာတာမျိုးမျက်နှာပရေလောင်းတာမျိုးညို့တကြီးဝလုံးလှိမ့်တာမျိုးတွေခံရမှာမကြောက်ဘူး။စစ်ကြောရေးလုပ်သူတွေရှိမှာနားလို့မျက်နှာရှုပ်မိတာလို့အော်တန်ထွက်မိမှလို့ပဲကြောက်တယ်။နားလို့ရင်အဲ့ဒီလိုဖြစ်နိုင်တယ်။အဲ့ဒီလိုဖြစ်ရင်အတော်ဆက်ဆရာကောင်းတယ်လို့ထင်တယ်။ကို့ကိုညင်မဲနှိစ်စ်နေတဲ့လူတွေအဲ့ဒီလူတွေရှိမှအော်မိညီးမိခဲ့မိ တွတ်မိတာမျိုးမဖြစ်ချင်ဘူးလူဆိုတော့ညှင်းရင်သာမှာပေါ့နိုင်တွတ်မိအော်မိမှာပေါ့ကျမကတော့အဲ့ဒါမျိုးဖြစ်မိမှာစိုးတယ်ဖြစ်မိရင်လည်းချက်စရာကောင်းတယ်လို့ထင်တယ်တဲ့အခုကျွန်တော်စစ်ကြောရေးကိုချီတက်နေပြီချစ်တက်တယ်လို့ပြောရတာကကျွန်တော်ရင်ကော့ပြီးလိုက်သွားနေလို့ပါပဲချစ်ကြောကြီးမှညှင်းမှန်းလိုက်မယ်မအိပ်ရမနာရမေးလိုက်မယ်မစားရမတောက်ရထားလိုက်မယ်ဒါတွေတဲ့စိုးဝရက်စက်မှုကတော့စိတ်ပိုင်းညှင်းမှန်းမှုစိတ်ပိုင်းအငတ်ထားမှု စိတ်ပိုင်းနာကိုစိတ်ငြိမ်ခြင်းမပေးမှုတွေပဲပေါ့ဖြစ်ချင်တာဖြစ်ပေါ့ကွာငါလည်းတော်စုလိုပဲပကွက်သားတွေရှိမှအချက်မရခြင်းဘူးအဲ့ဒီလိုစိတ်သက်ရှိတဲ့လူပဲကွာတွေ့ကြသေးတာပေါ့ငရဲဆိုတာဂျုံနေလားဒီနေ့ဖပြခဲ့တဲ့ဝတ္ထုကိုချိန်ပေးပြီးနာတော့တာဆင်ပေးခဲ့ကြလို့ အားလုံးကိုကျေးဇူးအထူးတင်ရှိအပ်ပါတယ်ခင်ဗျာဒါတော်တာစင်သူညီကိုမောင်နှမများအားလုံးစိတ်ချမ်းသာခြင်းကိုကြီးချမ်းသာခြင်းများနဲ့တလုံးတော်အပြည့်စုံနိုင်ကြပါစေကြောင်းကျွန်တော်ဟန်လေးမှဆုမွန်ကောင်းတောင်းရင်အပိုင်းနှစ်မှာပြန်လည်ဆုံတွေ့ကြပါစို့လားခင်ဗျာ